Thank you. လားဆိုရင်ဒီပတ်သက်တဲ့ဝိရှိကျွန်မနာမည်ကမမအောင်လို့ခေါ်ပါတယ်မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဟိုဟိုဥက္ကရာပါရှင်ကျွန်မတို့ကမြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းက28ရက်6လ2012ကနေပြီးတော့မှစတင် ဖွဲ့စည်းခဲ့တာပါအခုဆို73နှစ်ရှိသွားပါပြီကျွန်မတို့ကနေပြည်တော်ပါဝင်တိုင်းပြည်နယ်ခရိုင်မြို့နယ်တွေအားလုံးနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ် အတင်းသားပေါင်း18000 18000ကျော်ရှိပါပြီအဲ့တော့ကျမတို့တွေက DR တွေမဟုတ်သေးဘဲနဲ့ ASEAN ကိုလည်းတစ်ဆင့်လှမ်းခဲ့ပါတယ်အာဆီယံပြည်ကိုကျမတို့က Asia Pacific ကိုလည်းကျမတို့လှမ်းခဲ့ပါပြီ2026မှာမြန်မာနိုင်ငံမှာအရှေ့နိုင်ငံအဖြစ်ကျမတို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့ကနေပြီးတော့တစ်ဆင့်ကမ္ဘာအင်ချမ်းမြေကြီးကိုလည်းကျမတို့လှမ်းခဲ့ပါပြီ အဲ့တော့ကျမတို့အတင်းသူအတင်းသားတွေကမြန်မာနိုင်ငံအင်တာမီဝင်ဆောင်မှုအသေးမှမြန်မာနိုင်ငံနေမဟုတ်ဘဲနဲ့ဟိုအာဆီယံနေရောအေရှားပစိဖိတ်ရောကမ္ဘာအင်တာမီရောခြိလှမ်းလှမ်းနိုင်မှာဖြစ်ပါလေရှင်။အဲ့တော့ဘာကြောင့်ဒီအဲ့လောက်ကြီးအောင်မြင်သွားတာလဲ။ ဟိုကျမတို့ကဟိုပါပေါ့ကျမတို့ရဲ့အနာဂတ်ကြီးဖြစ်တဲ့ဆရာကြီးဒေါက်တာအောင်ဆုံးသက်ကမြန်မာပြည်တွင်မဟုတ်ပဲနဲ့ပေါ့နော်နိုင်ငံတကာဝင်ဆက်အောင်လို့အင်ချမ်မြေလုပ်တဲ့အကျိုးဆောင်ကြီးဝင်ဆက်အောင်လို့စူးစမ်းပါလို့နိုင်ငံတကာကြီးရဲ့သွန်သင်ဆုံးမမှုအောက်မှာလည်းကျမတို့ကစူးစမ်းပြီးတော့မှဒီဒီအောင်မြင်လာတာဖြစ်ပါတယ်အဲ့တော့အတင်းသားတွေကဘာကြောင့်ယုံကြည်နေလဲအတင်းသားတွေကတော့ကျမတို့တွေက ဟိုအင်ချမ်းမြေတယောက်ချင်းလုံလို့ရှိရင်တယောက်ချင်းစီရပဲဝင်ဆောင်မှုပေးတာပေါ့အခုကတော့တနိုင်ငံလုံးကနေပြီးတော့အချိတ်ဆက်တွေပေါ့ရန်ကုန်မန္တလေးလာရန်ကုန်တောင်ကြီးအဲ့လိုမျိုးအချိတ်ဆက်တွေကျွန်တော်ချင်းပြည်နယ်ထိဖွဲ့ထားတော့ချင်းပြည်နယ်အင်ချမ်းမြေလုံတဲ့လူတွေပါရောအချိတ်ဆက်တွေမိပြီးတော့မှတယောက်နဲ့တယောက်ယုံကြည်မှုအားတွေကောင်းလာတယ်အင်ချမ်းမြေဝင်ဆောင်မှုအသင်းအသင်းဝင်နံပါတ်ဘယ်လောက်လို့ပြောလိုက်တာနဲ့ data တွေဖလှယ်ကြတယ်အလုံးလုံးကြတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ကနေပြီးတော့မှချိတ်ဆက်ပြီးတော့မှအသင်းကိုပုံမှုပြီးတော့ယုံကြည်လာတာဖြစ်တယ်ကျွန်မ တော့အရင်တော့အိမ်မက်မက်ခဲ့တယ်လို့ပေါ့ license လောက်ချင်ကြတယ်ဒါပေမဲ့အခုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေပြီးတော့ကျမတို့အတိမတ်ပြုလက်မှတ်တွေထုတ်ပေးတယ်အဲ့တော့အိမ်ချမ်းမြေလောက်တဲ့အကျိုးဆောင်တွေအားလုံးကတယောက်ချင်းစီတိုင်းမှာအတိမတ်ပြုလက်မှတ်တွေရှိပြီးတော့တရားဝင်လုပ်လုပ်ကြတာပေါ့နော်အဲ့တော့ဘုသမမှုတွေဘယ်လိုများရေးယူပေးနိုင်ကျမတို့ကတော့လေဟိုပါလေ non profit နဲ့သွားတဲ့ NGO အသင်းဖြစ်တဲ့ခါကျတော့ကျမတို့ကတော့ အရေးမယူပါဘူးဒါပေမဲ့ကျွန်မတို့ကနိုင်ငံတော်ကိုပူပေါင်းပြီးတော့နိုင်ငံတော်ကချမှတ်ထားတဲ့စီကဲအနေနဲ့အညီဟလာပါမစ်တွေဆိုရင်ပါမစ်အတုတွေမဖြစ်အောင်စစ်ဆေးဖို့ကလေးပေါ့နော်အဲပါမစ်အတုတွေဟိုဂရန်အတုတွေဒါမျိုးတွေမဖြစ်အောင်လို့ကျွန်မတို့အသေးကြီးရနေပြီးတော့အကူအညီလာတောင်းရင်တတ်နိုင်သမျှကျွန်မတို့ကဝိုင်းဝန်းစစ်ဆေးပေးပြီးတော့မှအကူအညီပေးပါတယ်ပြည်သူလူထုကို ရင်းသားဖြစ်ဖို့အတွက်ဘာရည်ချင်နေလဲပြင်းသားဖြစ်ဖို့တော့ကျမတို့ကနိုင်ငံသားဖြစ်ရမယ်အသက်၁၈နှစ်ပြည့်ပြီးသူဖြစ်ရမယ်အဲနောက်ပြီးတော့မှကျမတို့ကဒီအသင်းမှာတတ်မှတ်ထားတဲ့စီကံချက်တွေရှိတာပေါ့နော်အဲတင်းဖွဲ့စီမီအခန်း၃ အဲအပိုက်ရှိရကာဒီခခွေကငယ်ကာဒီငါအထိရှိပါတယ်အဲ့လာတွေကိုစီကန်တွေကိုလိုက်လာလို့ရှိရင်အတင်းသားဖြစ်ခွင့်ရှိပါတယ်ကျမတို့အတင်းသားဆိုရင်အတင်းဝင်လိုက်တာနဲ့အတင်းသားမဖြစ်ပါဘူး16တိုင်ကြီးကြာတဲ့တင်တယ်လည်းတက်ရတယ်အခုနိုင်ငံတော်ကပေးတဲ့ AMM CFP တင်တယ်အောင်လည်းတက်ရတယ်ဒါမှကျမတို့ကအတင်းသားဖြစ်လက်ခံလာဖြစ်ပါတယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်ရှာ

တာကြီးရဲ့ပြောတာကြရဲ့တဲ့နဲ့ဒီကိုမောမအတင်းတင်းနဲ့ကြားတာဘုလိုလိုအာဝမ်ဒီဝမ်ဒီသူပြပါအဲ့တော့ကျွန်တော်နေတဲ့ဘုလိုဓမ္မတကယ်အေချမ်းကြီးဒီခေါင်းအတင်းအတင်းကြီးပေါ်တော့ဘုလိုရဲ့73ရေကြောင်းပတ်တယ်ဒါဆိုရင်ဒီဝေးမှာပြောတော့ဘူဒီတာ

Uh, part of Mireille in the Federation, and I believe that Myanmar is a wonderful country that can help all the other countries as an example how the Federation can bring quality standards and fruitful events and meetings. Welcome to Vienna, a historic place, a city of thinkers and arts, a place to be. In the city of Vienna, Nobel Prize winners and most famous artists found a place to be creative and might own. Piazza Austria is delighted to host the 76th World Congress ောက်ဖိုင်နေတယ်။ရှင်မူကြီးပြောင်းနေ။ရှင်တော်တိုင်းရှင်မူကြီးကိုလေးတရားရတာတော့ဒီကိုမောင်မားတွေအားလုံးနိုင်ကလေးများဘုရားဆောင်ကတာအမပီရဲ့နိုင်ကလေးသိဖွဲ့လေးဒီကိုမောင်မားတွေအားလုံးဒီအားလုံးနဲ့တရားကြတာဖြစ်ပါတယ်။တရားကြတဲ့အကြောင်းကိုဒီကျမတို့လေးဒီ सेवा सोमारे बेचारे आनंद हो रहे कि यहाँ का चीज जो मारे हैं लोग ठकाओ और जो चार y por association of Marisa and this is his case we can have Myanmar it is my great pleasure to represent the international case to progress to the 2025 and honor the great effort of Madam President of Marisa and board members to materialize this great AGM. 1,200 people came last year and I'm so honored to be asked and I'm so honored to represent the Alcee I here to represent ေအတွက်တကယ်ကိုကျိုးရှိတဲ့အနေလုံးတွေကျွန်တော်တို့ပြင်ပြပါမှာဖြစ်ပါတယ်ခင်ဗျာပမာဆုံးသိရမှာတော့ကျွန်တော်တို့ရဲ့ Internet Address General Insurance ရဲ့အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ Internet Address General Insurance ဆိုတာကနောက်ဆုံးသတ်မှတ်ချက်မှာပမာဆုံးဒီမနက်ကြီးပုံတိကအာမခံကုမ္ပဏီတွေထဲမှာဒီလိုဒီလိုပါ Register နံပါတ်ပေါ်ပေါက်ခဲ့တဲ့ ID